အဲဟိုနေ့ကတစားဘိုက်စားတော့အောက်ဆင်ပြီးတော့စားလိုက်တာအဲ့နေ့ကတော့အဲတစားလဲတနေ့တော့ခဏခဏလို့စားဖြစ်တယ်ဘိုက်စားလို့ရှိရင်လို့သူနဲ့ယူတာလို့ဘိုက်စားလို့ရှိရင်လို့ခဏခဏအလို့ချိန်ချက်ချိန်အောက်ဆင်စားရတော့အရင်အဆင်ပြေတယ်လို့သူခဏခဏပြောဖြစ်တယ်။ဟိုကကျတော့တစားနဲ့အမျိုးသားနဲ့မယူခင်ကစားအမျိုးသား hot pot city ကတော့သူဖွင့်ထားပြီးသားပဲပေါ့နော်။တစားနဲ့ယူပြီးတဲ့အချိန်မှာမှ hot pot city အလုံးဖွင့်ဖြစ်တယ်။အရင်တော့ကတော့သူက hot pot ပဲတည်တတ်ဖွင့်တာနောက်ပဲကျတော့တစားတို့နှစ်ယောက်ကအလို့အကင်လဲချိန်ချောက်လေးအပြင်မှာသွားစားရင်းနဲ့မှ အာအကင်ရောတက်ဖွင့်မလာဆိုရင်လည်းအကင်မဖွင့်ဖြစ်သွားတာဟုတ်အာတစားတော့ဟော့ပေါ့ကကြိုက်တယ်သူကကျတော့အချင်းဆက်ပြရအရန်စားလို့ကောင်းတယ်တစားမျိုးသားအချင်းဆက်တာအရန်ကောင်းတယ်အဲ့လိုဆိုတော့တစားဟော့ပေါ့နဲ့အဲ့အချင်းနဲ့စားရတာကိုအရန်ကြိုက်တယ် ော့မိုင်တွင်းပွဲရကြတော့တစားတို့အမြင်နဲ့လာဖြစ်တယ်ပေါ့နော်အရှင်းရက်ကကြတော့တစားအလုပ်ကိစ္စလေးကမပြတ်သေးဘူးဖြစ်နေတဲ့တစားတို့နည်းနည်းနောက်ကျတော့မလာဖြစ်လိမ့်ဘူးဖြစ်သွားတာပေါ့နော်ဒီနေ့ကျတော့တစားတို့နှစ်ယောက်ကတသက်အချိန်ဒီတက်ရအောင်ပေးပြောမှလာဖြစ်ခဲ့တာပါရှင့်ဟုတ်အသိမိတယ်ဟိုနေ့ကတစားဘိုက်စာတော့အောက်ဆင်းပြီးတော့စားလိုက်တာအဲ့ဒီနေ့ကတော့အဲတစားလည်းတနေ့တော့ခဏခဏလို့စားဖြစ်တယ်ဘိုက်စာလို့ရှိရင်လို့သူနဲ့ယူတာလို့ဘိုက်စာလို့ရှိရင်လို့ခဏခဏအဲ့လိုအကျိုက်ကျိုက်ချင်အောက်ဆင်းစားရတာတော့အရင်အဆင်ပြေတယ် လို့သူကတည်းကပြောဖြစ်တယ်ဟာ။တော့ကတော့တဇာနဲ့အမျိုးသားနဲ့မယူခင်ကစားအမျိုးသား Hot Pot City ကတော့သူဖွင့်ထားပြီးသားပဲပေါ့နော်။တဇာနဲ့ UP ရဲ့အချိန်မှာမှ Hot Pot City အလုံးဖွင့်ဖြစ်တယ်ပြီးတော့ AKA ပေါ့အဲ့ဒါကြီးဖွင့်ဖြစ်တယ် SMY ဆိုတော့ Sophia Yagini ကိုပေါ့အခုနောက်ဆုံးဖွင့်ထားတော့အဲ့ဆိုင်လေးဖွင့်ပြတာပေါ့နော်။အရင်တော့ကတော့သူက Hot Pot ပဲတည်တဲ့ဖွင့်တာနောက်ပဲကျတော့တဇာတို့နှစ်ယောက်ကအဲ့လိုအကင်လဲကြိတ်တော်လေးအပြင်မှာသွားစားရင်းနဲ့မှအာအကင်ရောတဲ့ဖွင့်ပါလားဆိုရင်လည်းအကင်မှာဖွင့်ဖြစ်သွားတာဟုတ်အာတစားတော့ဟော့ပေါ့ကကြိုက်တယ် ဟိုပြောဘယ်လိုပြောရမလဲအကုန်လုံး တော့သူကတော့အချင်းဆက်ပြီးတာအရန်စားလို့ကောင်းတယ်တစားမျိုးသားအချင်းဆက်တာအရန်ကောင်းတယ်အဲ့လိုဆိုတော့သူကဟောပေါ်နဲ့အဲ့အချင်းနဲ့စားရတာကိုအရန်ချိန်တယ်ပြောသူကဟင်းလက်သိမချက်သက်တဲ့အခါကျတော့လေအဲ့လိုဘိုက်စားတယ်ဆိုရင်တော့အောက်ဆီဇင်မီယောမှာအဲ့လိုဘူဖေးခင်းထားတဲ့ဟင်းတွေပဲဖြစ်ဖြစ်ဒီဟောပေါ်ပဲဖြစ်ဖြစ်အများတော်စားဖြစ်တာပါတစားတို့မင်္ဂလာဆောင်တော့ကလည်းမိုင်ဒရင်နဲ့ပဲလုပ်ဖြစ်တာပေါ့နော်အဲ့တမဆိုလဲကျွန်တော်တို့ကမင်္ဂလာဆောင်ခုလုပ်လိုက်တဲ့အချိန်ကအရန်မြန်တယ်အဲ့တော့ကိုကစီစဉ်စရာရှိရာတွေကပြောမယ်ဆိုရင်ဘယ်လိုစပြီးစီစဉ်ရမှန်းတော့မသိ ီပေါ့နော်မိုင်တွင်းနဲ့ပဲကြစားလို့အပ်လိုက်တဲ့ခါကျတော့အာဒီဟိုဘယ်လိုပြောမလဲ အင်ချီဝတ်စားလေးလည်းအကုန်လုံးဆင့်ပြေတယ်ပြောမအခန်းစီစဉ်တာလေးလည်းဒီအခန်းသားစီစဉ်တာလေးလည်းအကုန်လုံးဆင့်ပြေရပေါ့နော်ဒီမိုင်တရာကျတော့ one stop service ဆိုတဲ့အတိုင်းပဲသူတစ်ခုအပ်လိုက်တာနဲ့ပေါ့နော်ဟိုဒီတနေရာထဲမှာပဲအကုန်လုံးအပ်လိုက်လို့ရတယ်ဆိုတော့ကျွန်တော်တို့လည်းမျိုးဘယ်ကနေစစစရမလဲမသိတဲ့မိလာဆောင်မုံနဲ့နေဆိုလို့ရှိရင်တော့မိုင်တွင်းမှာလာအပ်တာအရန်လဲစိတ်ချမ်းသာရတယ်အဓိကကတော့ဒီမိုင်တွင်းရဲ့အုံနာပေါ့နော်ဟိုကိုတန်းနိုင်ရကျတော့သူကသူ့ရဲ့အလုပ်ကိုလည်းသူကအရန်ဝနာလဲပါလာလဲပါတယ်ပြီးတော့ဟို အကိုရဲ့အမျိုးသမီးရကြတော့လဲဒီ तू ကလည်းအရန်အလားလလောက်ပလေးတို့တမီးတွေကိုမြင်တဲ့အခါကျရင် तू အရန်စိတ်ချမ်းသာတဲ့လူပေါ့နော်အဲ့လိုဆိုတော့သူတို့နဲ့ကိုကအခက်တဲ့အချိန်မှာလည်းလလောက်ပလေးနဲ့မြင်လာပွဲလေးကပြီးသွားတယ်ဆိုတော့လေအခုမိငါဆောင်မဲ့မောင်နှံတွေကိုလည်းမိုင်တွေကိုတင်စားတော့ recommend လုပ်ပေးပါတယ်ဟုတ်အာပြန်တွေးကြည့်တော့တိတ်မယ်ဘယ်လိုမှမဲ့ဒီအရမတားနေစနေကြပေးမယ်လေအဲ့တော့ပြန်ပြောမျက်နှာမှပြင်ပြင်ရတော့ပေါ့ပြန်ကြည့်လို့ ်ဘယ်ပါဘာလောက်ပါလဲခုလည်းလောက်ပါလဲဘယ်လိုတနည်းရအောင်ဘာလို့တင်းစားမလဲမတကယ်တော့ဒီတိုင်းဟိုအစအရင်တိုင်းပါပဲယိုယိုအေးအေးအဲ့လိုမျိုးပေါ့ဟုတ်အဲ့တော့ကလေငွာ तू ကဟိုဝါတစားလာတောင်းမယ်ပေါ့တော့အဲ့လိုပြောပြီးမှလာတောင်းသွားတာပဲဟုတ်စားမဖြစ်ဘူးဟိုမဖြစ်ပဲလာတောင်းပြီးမှအဲ့လိုကြီးစားအဲ့လိုပေါ့မင်္ဂလာဆောင်မှုစီစဉ်တဲ့အချိန်မှမှကြီးစားဖြစ်သွား ပါပါတို့မြင်တော့ဘယ်လိုအိမ်ထောင်ဖက်အနေနဲ့ရွေးချယ်မျိုးပေါ့တော့အဲ့မျိုးဆုံးဖြတ်လိုက်တာပေါ့ဟုတ်ဝါသူနဲ့ကတော့ဟိုအမနဲ့ကတခြားအမနဲ့တငယ်ချင်းပေါ့နော်အဲ့လိုမျိုးဆိုတော့အရင်တော့ကလည်းအဲ့လိုအမကမိတ်ဆက်ပေးမယ်လို့တော့ဟိုပြောဘူးတယ်ဒါပေမဲ့ကြောက်နေကြောက်ကလည်းအဲ့လိုမျိုးဘယ်လိုပြောမလဲအာမဆုံးဖြစ်ဘူးပေါ့နော်မိတ်ဆက်တာလည်းမလုပ်ဖြစ်ဘူးအဲတစားရိုးအိမ်ပြင်းနေနေမှာအဲ့ကနေအပြတ်သူရဲ့စားတော့ဆိုင်မှာသွားဆိုင်နေမှာအဲ့မှာမှာစပြီးတော့တည်တာပြီးကြမှာ ဟိုပေါ့ဟိုစကားနည်းနည်းပြောတယ်ပေါ့နော်စကားနည်းနည်းပြောရင်းနဲ့မှအမှသွားလာတောင်းမယ်ဆိုပြောလာတောင်းဖြစ်သွားတာရိုးရိုးလေးပါပဲတောင်းလာပင်ပင်လေးတိတ်တိတ်လေးချစ်စရာပြောရှောင်းမယ်အာအမျိုးသားနဲ့တရားနဲ့ကြောတော့လေအဲ့လိုတယောက်နဲ့တယောက်ကယူစိတ်တာထက်စားလို့ရှိရင်ကိုယ့်ရဲ့သားသမီးကိုပို့ပြီးတော့ကယူစိတ်ဖြစ်တာများတဲ့အဲတနာကလည်းတသားသားသမီးကိုကိုကအဲ့လိုကယူစိတ်ပေးနေရတွေ့လို့ရှိရင် तू ကလည်းအရန်သဘောကျတယ်လို့မျိုး तू ကသားသမီးတွေပေါ်မှာအချိန်ပေးပြီးတော့မှ အဲဆော့ပေးတာလို့ပါလို့အဲ့လိုမျိုးပေါ့နော်ဟိုပုံမှန်မိဘတွေလုပ်နေတယ်လို့မျိုးပါပဲအဲ့လိုမျိုးလေးတွေ့ရဆိုစကားလည်းအရင်သဘောကျတယ်အเจ้าနဲ့เจ้าကကျတော့ဘယ်လိုပြောမလဲသူတော်တို့မြောက်ကသာသမီအတွက်ဟိုသာသမီကိုချစ်ပေးနေရရတာနဲ့တည်းကိုကိုယ့်ရဲ့အိမ်တော်ကြီးကပူပူပိတရလာတာပေါ့နော်ဟုတ်ဟုတ်သူကြည့်ပါလေဟာအမကလေးပေါ့ဟာအတော်တော့ပေါ့တတ်တယ်သူပြောတတ်တယ်ဟုတ်ဟုတ်ကဲ့ပါဟာ thank you ပါကျေးဇူးများတင်ပါတယ် ဟုတ်အခုချိန်ကြီးချစ်ပြရဲ့ပိတ်သက်ဒီအားလုံးကျေးဇူးများရည်တင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့